ကျွန်တော်တို့ကသူများရတော်လေးဟိုခုံတာပြူတာဘာညာပေါ့နော်အဲ့လိုပြောကျွန်တော်တို့ကတရားမျက်နှာကြောက်ထိုင်ပြီးထိုင်ကြည့်တယ်အကြာကြီးပဲတော်တော်ကြာတယ်ဆယ်မိနစ်လောက်ကြာတော့ကျွန်တော်ရှိတာတရားတော်မျက်နှာထိုင်ကြည့်ရှိတော့သူကလည်းကျွန်တော်ကျွန်တော်သူ့နောက်သူကကျွန်တော်နောက်နေထင်တာသူကအဲ့လိုနောက်နေထင်တာကျွန်တော်လည်းအဲ့လိုမျက်နှာသားလို့ထိုင်ကြည့်ပြီးရှိကြတယ်ဆယ်မိနစ်လောက်ကြာတယ်အပြီးမှာပဲဟောဟုတ်ပြီဖြစ်သွားပြီဆိုတော့တေချအောင်เนาะအဲ့မကောင်းမှရောက်တော့မကောင်းမှတခါရစစ်စစ်လိုက်တော့အဲ့ဆိုအရန်လိုချင်နေတဲ့အချိန်ရှိခဲ့ပေါ့နော်ရှိခဲ့အဲ့လိုမျိုးယူပြီးတနည်းလောက်နော်နောက်တနည်းလောက်မှာအရန်လိုချင်အရန်လိုချင်နေဆိုတဲ့အချိန်ရှိရတယ်အဲ့အချိန်မှာမရဘူး အဲအကြောင်းဟိုတချို့တွေကိုပြောချင်တာခလေးမရသေးတဲ့သူတွေဆိုရှင်အရင်စိတ်တက်ကြရမျိုးရှိရလीเนาะအဲ့တော့စိတ်တက်မကြနေဘာလို့ဆိုတော့ဟိုခလေးဆိုတာလေဟိုသူ့ရောက်မဲ့အချိန်ကြမှာရောက်လာမျိုးရှိရပေါ့เนาะဆိုတော့ကိုယ်ေဆိုလဲအဲ့လိုမျိုးအချိန်ကိုကြော်ပြီးတော့မှအေးစစ်စစ်ပဲနေရမယ်ပေါ့တော့နှစ်ယောက်ထဲပဲအဲကိုရှာကိုသုံးမယ်ပေါ့အဲနှစ်ယောက်ကဘာပတ်မယ်ပေါ့အဲ့လိုမျိုးတွေးထားပြီးတော့မှဒီခလေးလေးကရောက်လာအဲ့လိုဆိုတော့ထူးထူးခြားခြားလေးတွေလည်းရှိပါတယ်ခလေးလေးရှိပြီးရတယ်အဲ့လိုကံကောင်းမှုလေးတွေလည်းကြုံရတာမျိုးလေးတွေလည်းရှိတယ်ကိုယ်ဝင်စားရှိရတော့ဟိုကိုယ်ပဲအကုန်စီစဉ်တာပေါ့ ောတောက်တောက်မယ်စီအဲပြောတောက်နုမောစာပေါ့အကုန်လုံးအဲ့လိုမျိုးအကုန်လုံးသူ့အဲဖြောပေးတယ်ဟိုတိုက်တယ်ပြောတယ်သူစီးတယ်ဆိုတော့မှားစရာရှိရမှားပေါ့အဆရာဝန်တွေကစေးပြပေးတယ်ကိုကဝယ်ပြီးနေပြီဆရာဝန်တွေကစီးပြတယ်ဒါတိုက်တိုက်နေဆရာဝန်တွေရတယ်စင်ပြေးစက်တိုက်ဆိုတဲ့ဟာလို့ဆရာဝန်မပြခင်နေကိုစီးတက်တယ်နှစ်ချောင်းပေါ်တဲ့နေရာစားတာအဲ့အဲ့ဟိုကိုဝင်စားရှိပြီးတိကဘန်ကောက်မှာပေါ့နော်ဘန်ကောက်ဆိုကျွန်တော်တို့ကမထင်အမှန်ကတော့ကလေးမယူဘူးလို့စဉ်းစားထားတယ်မှာအဲ့တော့ရအောင်ဆက်ဒါပေမဲ့ရတဲ့ချိန်မှာတော့အဲ့ဒီနေရာစားပြီးဖတ်လိုက်တာဖတ်ပြီးတော့တခါရဲဘန်ကောက် ဝယ်ပြီးတော့ပြန်လာပေါ့ကျွန်တော်ဒီရက်ဆရာဝန်ထားတွေတော့ကျွန်တော်ဝယ်ထားတယ်အဆင်ပြေလားဆိုတော့ဆရာမကပူရိုက်တောင်ပူနေသေးတယ်ပေါ့ဆေးတွေစောနေသေးတယ်မတိုက်နေအောင်နဲ့အဲ့ဒါကတော့အတူသွားတာကန်ဆယ်မယ်ဟာဝယ်လို့ဝယ်ဖို့သွားတာအဲ့ရဘွာဖုန်းနှလုံးကျွန်တော်နံပါတ်ရဲ့သူနံပါတ်နှစ်ရောင်လုံးပေါ့တယ်တယောက်ဖုန်းတော့စင်တူစင်တူဖုန်းကလည်းစင်တူအဲ့လိုမျိုးပါအဲ့လိုပေါ့ကွာနောက်တခြားကတော့လိုအလုပ်ကိစ္စမလားအလုပ်ကိစ္စလေးလည်းပူပြီးတော့အဆင်ပြေလာတာမျိုးပေါ့နော်အဲ့လိုမျိုးလေးအထူးခြားမှုလေးရှိတယ်ဟုတ် ါဘာသုံးဆက်တစ်ပတ်ပြည့်ပြီပြီနောက်ပတ်ဆိုရင်နောက်ပတ်ဆို၈လ၈လပြည့်မှာဟုတ်တတားလေးပါမျိုးလေးပေါ်တာဟိုတစ်ယောက်တားလိုက်ရတာဆိုတော့ဒီကောင်ကလည်းရှိတာမျိုးလေးတွေပေါ်သူကရောဒါစပြီးတော့ကြောက်လာရတဲ့ဘလိုလေးတွေပေါ်ထူးခြားမှုတွေရှိတယ်ဒါတားလိုက်ရတာ ပြောင်းလဲရတော့အခုတော့ပြောင်းလဲရမှာမရှိပါဘူးပုံမှန်ပုံမှန်တိုင်းပဲလှုပ်ရှားမှုတွေလည်းလှုပ်ပါတယ်အဲ့လိုဟိုလိုကိုဝင်တဲ့ဆိုပြီးတော့အရန်ကြီးလေးလေးလေးပင်ပင်နေရမျိုးမရှိဘူးဟောတော့လေပေါ့ပါပါပဲအဲ့လိုမျိုးအကစားလေးလှုပ်တယ်ဘာလို့ဆိုတော့ငင်းငင်းမနေခြင်းဘူးပေါ့နော်ငင်းငင်းမနေခြင်းဘာပြီးတော့ဟိုရိုးမွေးဖို့လဲစဉ်းစားထားတဲ့ခါမျိုးကြတော့လေအဲ့တော့အာယောဂဆော်တယ်ပြီးတော့ဒီဘက်အနုပညာလှုပ်ကြတော့ ဘိုက်ရန်ထွက်လာတဲ့ခါကျတော့စစ်ဘုံမှာ MC အနေနဲ့လုပ်ဖို့စစ်ဘုံမှာအကြာကြီးရဖို့ကြတော့ကိုယ့်အတွက်အဆင်မပြေဘူးဆိုတဲ့ခါကျတော့လီလာကြော်ကြော်လောက်မှာတော့အဲ့ဒီ MC အလုပ်ကတော့ခဏနာရပေါ့နော်ခဏနာပြီးတော့ဒီဘက်ကိုယ့်ဘက်ဟို Foxy sign လေးကိုပဲဒီကပို့ပြီးတော့ဖိလုပ်ဖြစ်တာပေါ့ဘာပဲပါဘူးဘိုက်ကလေးနဲ့ဆိုတော့လေဒါမျိုးချမ်းမာကြီးတော့ကိုယ်ယူဆိုင်ဖို့ပေါ့ဟုတ်ပါဘူးဒီလေးပါကိုဝင်စားရှိရတော့ဟိုပိုပဲအကုန်စီစဉ်တာပေါ့။ဟိုတောက်တောက်မဲ့စီ အဲပြီးတော့တာနို့မောဟာစာပေါ့အကုန်လုံးအဲ့လိုမျိုးအကုန်လုံးသူ့အဲဖြောပြီးတယ်ဟိုတိုက်တယ်ပြောရလို့စေးနေဆိုတော့မှားဆရာရှိရမှားပေါ့အဆရာဝန်တွေကစေးပြပြတယ်ကိုကဝယ်ပြီးနေပြီဆရာဝန်တွေကစေးပြတယ်ဒါတိုင်းတိုင်းတိုက်နေဆရာဝန်တွေကလည်းစင်ပြီးစက်တိုက်ဆိုတဲ့ဟာလို့ဆရာဝန်မပြခင်တည်းကစေးတိုက်တယ်ဒါဆိုကိုကတော့နေနေပတ်သက်လို့ဒါလေးလာထားတာပေါ့ဒီလိုလေးပေါ့ဒါဒီမှာလေးကိုမရှိဘူးဆိုတော့လေနှစ်ချောင်းပေါ်တဲ့နေရာစားတာ အဲ့တော့ဟိုကိုဝင်စရှိပြီးတိကြဘန်ကောက်မှာပေါ့နော်ဘန်ကောက်ဆိုတော့ကျွန်တော်တို့ကမထင်အမှန်ကတော့ကလေးမယူဘူးလို့စဉ်းစားထားတယ်အဲ့တော့ရအောင်ဆက်ဒါပေမဲ့ရတဲ့အချိန်မှာတော့အဲ့ဒီနေရာစာကြီးဖတ်လိုက်တာဖတ်ပြီးတော့တခါတည်းဘန်ကောက်ဝယ်ပြီးတော့ပြန်လာတော့ကျွန်တော်တရားဆရာဝန်ထားတွေကိုကျွန်တော်ဝယ်ထားတယ်စင်ပြေလားဆိုတော့ဆရာမကဘူရာလေးတော့ပူနေသေးတယ်ပေါ့ဆေးလေးစောနေသေးတယ်တိုက်နေအောင်နော်ဟုတ်တော့ပြောရမယ်ဆိုလို့ရှိရင်ဟိုညော်လေးပြီးတော့ကြိုပြီးစုထားတာမဟုတ်ဘူးလေဒါတော့မပြောသလိုဆိုရင်ဆိုတာလေအဲ့ ခံစားချက်ပေါ့လူလေးပေါ့ကျွန်တော်တို့ကသူများရတော်လေးဟိုခုံတာပြူတာပါညာပေါ့နော်အဲ့လိုပြောကျွန်တော်တို့ကတယောက်မျက်နှာကြောက်ထိုက်ပြီးထိုက်ကြည့်ရအကြာကြီးပဲတော်တော်ကြာတယ်၁၀မိနစ်လောက်ပြီးတော့ကျွန်တော်ရှိတာတယောက်မျက်နှာထိုက်ကြည့်ရှိတော့သူကလည်းကျွန်တော်ကျွန်တော်သူ့နောက်သူကကျွန်တော်နောက်နေထင်တာအဲ့တော့အဲ့လိုနောက်နေထင်တာကျွန်တော်လည်းအဲ့လိုမျက်သားလို့ထိုင်ကြည့်ပြီးရှိတာ၁၀မိနစ်လောက်ကြာတယ် အပြီးမှပဲဟောဟုတ်ပြီဖြစ်သွားပြီဆိုတော့တေးကြအောင်เนาะအဲ့မကောင်းမရောက်ဆိုတော့မကောင်းမတိုင်းဆစ်ဆစ်လိုက်တော့အဲ့ဆိုအရန်လိုချင်နေတဲ့အချိန်ရှိခဲ့ပေါ့เนาะရှိခဲ့အဲ့လိုမျိုးယူပြီးတနှင်းလောက်เนาะတနှင်းလောက်မှာအရန်လိုချင်အရန်လိုချင်နေဆိုတဲ့အချိန်ရှိရတယ်အဲ့အချိန်မှာမရဘူး အဲအကြောင်းဟိုတချို့တွေကိုပြောချင်တာခလေးမရသေးတဲ့သူဆိုရှင်အရင်စိတ်တကြမျိုးရှိရလीနော်အဲ့တော့စိတ်တမကြနေဘာလို့ဆိုတော့ဟိုခလေးဆိုတာလေဟိုသူ့ရောက်မဲ့အချိန်ကြမှာရောက်လာတာမျိုးရှိရပေါ့နော်ဆိုတော့ကိုယ်ေဆိုလဲအဲ့လိုမျိုးအချိန်ကိုကြော်ပြီးတော့မှအေးစစ်စစ်ပဲနေရမယ်ပေါ့တော့နှစ်ယောက်ထဲပဲအဲကိုရှာကိုသုံးမယ်ပေါ့အဲနှစ်ယောက်ကဘာပတ်မယ်ပေါ့အဲ့လိုမျိုးတွေးထားပြီးတော့မှဒီခလေးလေးကရောက်လာ အဲ့လိုဆိုတော့ထူးထူးခြားခြားလေးတွေလည်းရှိပါတယ်ကလေးလေးရှိပြီးရတယ်အဲ့လိုကံကောင်းမှုလေးလည်းကြုံရတာမျိုးလေးလည်းရှိတယ်ဟုတ်ကံစားမဲ့ပောက်တာလေးတွေခုနကြားလိုက်တယ်ဟုတ်ဟုတ်ပါဘူးလေးတွေကိုထူးခြားမှုတွေအဲ့ဒါကတော့အတူသွားတာကစမ်းမဲ့ကဘယ်လိုဝယ်ဖို့သွားတာအဲ့ရဘွာဖုန်းနှလုံးကျွန်တော်နံပါတ်ရေသူနံပါတ်နှစ်ရောင်လုံးပေါ့တယောက်ဖုန်းတွေစင်တူစင်တူဖုန်းကလည်းစင်တူအဲ့လိုမျိုးပေါ့အဲ့လိုပေါ့ကနောက်တခြားကတော့အလိုအလုပ်ကိစ္စပါလားအလုပ်ကိစ္စလေးလည်းအပူပြီးတော့အဆင်ပြေလာတာမျိုးပေါ့နော်အဲ့လိုမျိုးလေးအထူးခြားမှုလေးရှိတယ်ဟုတ် ရတန်တော်မှုလေးလာပေးပါဟုတ်သူထုံးနေသူလားခလီလီယာနာမည်လေးကစနာပိုင်းအော်အိခွန်နာမည်တော့ဟို nickname ပေါ့နော်အဲ့ဒါတော့ကျွန်တော် Enzo ပေါ့ ENZ ကို Enzo ဆိုတော့ကျွန်တော်ပြောရတယ်အိမ်ရဲ့ဟိုတာရူလာပေါ့နော်ပေးတယ်ပေါ့ပေးတယ်ဆိုအိမ်ရဲ့ဟို C C ကမ C ပေါ့အဲ့လိုမျိုးသဘောလေးနဲ့ကျွန်တော်ပေးထားရှင်းအဲ့တချို့ကကျတော့ကာသမားဆိုတော့သူကဟို Enzo Ferrari ဆိုတာ Ferrari ပိုင်ရှင်ဟို founder ပေါ့နော်အဲ့လိုမျိုးပေးတာမဟုတ်ကျွန်တော် Enzo ဆိုတဲ့ဟာလေးကိုကြိုက်လို့အဲ့လိုပေးထားပါ ေပေါ့ဟုတ်ဒီနေ့ဆုံးဖြတ်ထားပြီလားလူလေးတွေကတော့လူချင်းကြတယ်ပြောင်းပြောင်းကြတယ်။အော်ကျွန်တော်ကမိန်ကလေးမျိုးလေ။ဒါပဲလေရတာပေါ့။ရတော့တမျိုးတစ်ခုကဲရအောင်။အခုဆိုလေဟိုကဲဖို့စီစဉ်ရတော့ပေါ့။အပူနောက် session နေ့ကျရင်ကလေးနဲ့အတူတူအပြိုင်ကဲဖို့ planning အောင်ချတာ။အဲ့လိုမျိုး။ဘာလို့ကဲမှာလဲကဲမှာအော်ကျွန်တော်ငကိုရကကိုကတော့ကျန်စိုးကြီးနဲ့ကားမောင်းတဲ့လူဆိုတော့ထုံးတယ်ပေါ့ကားမောင်းတာပါညာတော့ဖြစ်စီခြင်းနဲ့နောက်ပြီးတော့ကျွန်တော်အဲ့ဒီတော့သွားလာတာပေါ့စားတော့ကဆိုတော့တင်ငွေချင်းလို့ပေါ့အခုကျွန်တော်နဲ့ကျွန်တော်အဖေဆိုတော့တင်ငွေချင်းလို့ပဲပေါ့ ဘလိုပဲနေတာဆိုအဲ့လိုမျိုးပေါ့အမေနဲ့ကြာတော့တားမိလို့ကျွန်တော်ကကျွန်တော်မိသားစုအဖေနဲ့ကြာတော့တကယ်ချင်းလို့ပဲအာမဖြစ်ကြတယ်အဲ့လိုပြောအဲ့လိုမျိုးသဘောလေးပေါ့ကိုလိုချင်တာရှိနေအဖေနဲ့ဆိုအာအဖေတူတူရှိရအဲ့ဒါတားဖားနေကိုလုံးကြတယ်ပါလေရှိတယ်ဒီလိုမျိုးကအမေကတော့တင်းရတော့မနေဟုတ်တယ်နည်းနည်းမျက်ခုံးလုံးနေပြီခုချိန်နေကအင်းကြောက်ဒါတားနေတဲ့ပတ်သက်ပြီးတော့ဒါမိဘတွေရဲ့စိတ်ဝင်စားရင်ရှိမှာလေဒါမှ ရန်တော့တွန်းအားမပေးဘူးလို့နှစ်ယောက်လုံးစဉ်းစားထားတယ်ဟုတ်တယ် free style သူကသူသူလည်းဟိုအဓိကတော့သူသွားတဲ့လမ်းကြောင်းပဲတဲ့ပေးပေါ့ဟိုမလောက်ရမယ်ဆိုပုံသွင်းပေါ့ကိုယ်လည်းဖြစ်ချင်တာလှုပ်ချင်တာလှုပ်လာအဲ့တော့သူလည်းလှုပ်ချင်တာလှုပ်လို့ဆိုတော့တော့ဒါပဲမွေးဖို့တိတ်ဖို့တော့ခဏလပိုင်းလောက်ပြောဆရာဘုရားခဏလပိုင်းခဏလပိုင်း20ပါဝင်ကြလောက်ဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ရိုးရိုးဝင်ပါဆိုတော့မွေးတဲ့နေ့ပေါ့အဲ့လိုလေးစဉ်းစားဖြစ်တာပါ ဘူးစဉ်းစားပြဒါတော့အဓိကတော့သူပေါ့အလုပ်လုပ်ချင်တယ်ဟိုခွဲမွေးလိုက်လို့ရှိရင်နားရတာပါလားရှိရနားကြတာရိုးမွေးခါကျတော့သူအဓိကတော့ကျမ်းမာရေးဘက်ကကျင်းတယ်ကောင်းတဲ့ဟာတွေအများကြီးရှိတယ်ဟိုလူမိဘရဲ့တက်တာလူကြီးအရင်တော့လည်းရိုးမွေးလူတွေပိုကောင်းတော့နော်ဆေးရုံမှာဆိုတော့၃ရက်လောက်နေပြီးတော့ဒါတို့ကျမ်းမာတယ်ကလေးလေးအစဉ်ပြေဆိုတော့ရိုးမွေးပါနောက်၄ဘက်လောက်ပေါ့ဒီဂျွန်လာကုန်လောက်မှတည်ရမှာရိုးမွေးရမှာခွဲခွဲဆောင်းတော့ဟိုတာတမီးလိုချင်တာတာရိယာကတော့ခါးကြကြကဘယ်လိုပြောင်းလဲတော့အရှင် ဟိုဘာမှတော့မဖြစ်ပါဘူးအေးဘူချက်ယောက်ျားလေးဖြစ်သွားတော့ဒါတော့လူကြီးတာမရဘူးဆိုတော့ဟိုတည့်မှာနက်စိတ်အိုက်တာဒါမှမဟုတ်ကိုယ်တာကိုယ်ခလေးပဲဟာအဓိကတော့တမိလိုချင်တာယောက်ျားလေး generation ကျွန်တော်တို့ကဟို cousin တွေအကုန်လုံးလဲဥပမာဆို cousin ၁၀ယောက်ရှိတယ်ဆိုရင်ယောက်ျားလေးက၉ယောက်ပါအဲ့မင်းကလေးဘယ်လိုမင်းကလေးမရှိဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ညီကို၃ယောက်အကျွန်တော်ညီကမွေးလိုက်တာရောတရိတ်၂ယောက် ျွန်တော်တူပါတော့ကျွန်တော်ညီလက်ကမောင်ရောင်ကြိုင်းနေအဲ့တော့ဦးရဲ့သမီးလေးလိုချင်တယ်လိုချင်တာအဖေကျွန်တော်အဖေကလည်းပြည်သီးလိုချင်တယ်မမီးမလေးလိုချင်တယ်မမီးမလိုချင်တာဟုတ်ပါမဖြစ်တော့အဲ့ဒါကျွန်တော်နောက်နေတယ်မဖြစ်နိုင်တော့ဘူးဒီဟာအဖေ generation အရ strong ဖြစ်နေဒီဘက်ကမိန်းကလေးများတာတောင်မှမဖြစ်မဖြစ်ဘူးဖြစ်သွားနေပါဟုတ်ကဲ့ဟုတ်ကဲ့မမီးရဲ့အလားတွေကဘယ်လိုကြောင်းလဲလားဘယ်လိုဆိုတော့ချုံမီးရဲ့အလားမမီးဘောမမီးရဲ့အလားမမီးရဲ့မိမိထဲမှာဘယ်လိုလဲဒီတိုင်းပါပဲသူကသူများရဲ့ကတော့သူ့ကိုပြောတယ်ဘောလို့ရုပ်ရှင်တာပါညာတော့မရှိဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်လည်းသူ့ကိုပြောပါတယ်ပိုရောလှလာပါ ေကျင်နေရတယ်။ဟုတ်ဟိုအဲ့ဒါလည်းမြင်ပါတယ်။တချို့တွေကပြောရယ်ပေါ့နော်။ဟိုကိုဝင်ဆောင်တဲ့အချိန်မှာဂျုံနေနေရှင်းသွားရယ်ဆိုရင်တော့ယောက်ျားလေးကိုဝင်ပေါ့။အဲရုပ်ပုံနုသွားရယ်ဆိုရင်မိန်းကလေးကိုဝင်ပေါ့။ဒါပေမဲ့ဒါကတသမတ်တည်းမရှိဘူးလို့ထင်တာပဲ။ဘာလို့ဆိုတော့ ဟိုတငယ်ချင်းတွေတော်တော်များများမင်းကလေးလို့ထင်တာမင်းလို့ထင်တာအဲ့တော့သူ့မင်းကလေးအဲ့ general bee မတိုင်ခင်တော့ကမင်းကလေးမွေးမှာဆိုသူကပြုံးဖြီးနေတာသူအရန်ပျော်နေကိုလည်းအရန်မပြောင်းလဲပေါ့နော်တချို့ရဆိုရင်ဟိုမျက်နှာဟို hormone changes တွေကြောင့်ဒီမျက်နှာအသားကြီးပြောင်းလဲတာရှိတယ်တခြားပြောင်းလဲမှုတွေလည်းများရှိကိုကအဲ့လိုမျိုးတိတိတသားကြီးလည်းခြားဟာကြီးကမခံစားရဘူးဆိုတော့ဟိုသူညှော်လင့်တယ်လို့ဖြစ်မလားပေါ့နော်အစတုန်းကကြအဲ့လိုမျိုးလေးစဉ်းစားမိတယ်အခုချိန်ထိလည်းဟိုကိုဝင်နဲ့ပတ်သက်ပြီးတော့အရန် trade တူတူဟိုသူများကြီးလို့လေ ရန်ခံစားရတဲ့အမျိုးရှေ့ပိုင်းမှာ morning sickness ဆိုတာတွေပါလေအဲ့လောက်ကြီးမခံစားခဲ့ရဘူးဆိုတော့ဟိုကန်ကောင်းတယ်လို့ပြောရမှာပေါ့ကိုကပဲမျိုးကတော့စိုက်ပါအရင်တော့လည်းစိုက်ပါဒါပေမဲ့ကျွန်တော်ကတော့လှုပ်ပြတဲ့လူဆိုတော့ဦးလေးလည်းသူကားမောင်းလေတော့သူ့တော့သူ့လာကျွန်တော်ဒီမနေ့လည်းသူပွဲတဝဲသူ့သွားကျွန်တော်လည်းမဟုတ်ဘာလို့လဲသူကသူမောင်းနိုင်တယ်သူလှုပ်ပြတော့ဆိုတော့ကိုကျွန်တော်တို့ခိုင်ခါတာကြတော့လေကိုလှုပ်ရှားနိုင်တယ်ကိုကမလှုပ်ရှားဘာဖြစ်ဆိုတော့ဆိုကြတော့အဲ့လိုမျိုးပေါ့ဟိုတချို့မလှုပ်ရဘူးတော့မသွားအောင်ပေါ့ကျွန်တော်စပြီးတော့ကိုဝင်ရှိရနေဒီနေ့ချိန်ကြီးသူ့ဘာမှမတောင်းအောင်ပေါ့လို့

အရင်အရင် fight fight လုပ်ရတယ်ပေါ့ဒါပေမဲ့ကိုရီမီသားစုမှာတော့အဲ့လိုမရှိဘူးเนาะဘယ်မှာမိပါတယ်အကုန်လုံးကလည်းအဲ့ဒီကိုနားလဲနားလဲပြီးတယ်နားလဲပြီးဆိုခုခေတ်အမြင်နဲ့ရှိကြရဲဆိုတဲ့အခါကျတော့တော်တော်လေးကန့်ကောင်းနေပေါ့အရင်ဟိုဟိုကတော့ကစားဖြစ်ရတာမျိုးလည်းမရှိဟုတ်ကလေးမရခလေးမရခင်မမတ်ဘူး general view မတိုင်ခင်ကအဲ့ဒီဘာလေးလဲဆိုတဲ့ဟာလေအဲ့မှန်တယ်နှစ်အိမ်မနှစ်ခေါက်မှတ်တယ်အဲ့လိုအပြာရောင်လေးပဲထွက်လာအတကယ်တမ်းလဲထွက်လာအပြာရောင်ကြီးဆိုသူ့ရဲ့နောက်ကြည့်ရင်းနေတယ် တာလည်းပြောလို့ရှိနေတာပြ။အဲကိုလိုချင်တာမရခါကျမျက်နှာလည်းရှုပ်သွားတာ။ပြီးတော့အဲကိုသားလို့ဆိုပြောပြ။အဲပြီးတော့မှထခုံတယ်သူက။ဆိုရင်တမီးလေးဆိုရင်ရောက်ခဲ့ပြီးတော့ကတော့ခေါက်ခဲရတာလေ။အဲ့လိုမျိုးဆိုတော့ဒီကွာအဲ့ဒါတပန်းတော့တောင်းရတယ်မဟုတ်လား။တကယ်ချင်းပေါင်းနေနေကြရမှာ။ဟုတ်ရပါတယ်ဘာဖြစ်ပါဘူး။အဲ့ဒါမျိုးကဘယ်လိုပဲဖြစ်ရမယ့်ဟိုဘဟိုကြောက်ကြလေးပြမိန်လေးပြတော့တမျိုးစိတ်ပူလာပဲအတူတူချစ်ဖို့လည်းကောင်းပါလား။ဟုတ်ကြီးတော့ကတော့ဘယ်လိုမျိုးခံစားရလဲဆက်စားခြင်းကလေးရတော့ကနေ အဲ့ဒါဟာကဟာအဲ့ဒါအမှန်ရတော့ဒီ history နဲ့ရှင်ပြီးပြောရင်တော်တော်ကြီးရတာကျွန်တော်ဆိုအမြဲတောက်တယ်ဟောအဲ့ဒါတော့ဟိုဟာသားနေပြောမှာဆိုဘယ်လိုဆိုဟိုအဲ့ဒါကျွန်တော်လုံးဝကျွန်တော်အဲ့တောက်ချက်ကရေကြီးတဲ့အချိန်ရေပြီးဖြစ်တယ်ကျွန်တော်ရေပြီးတောက်ချက်သွားတယ်ရှင်ဆိုတော့ဘလုံးကခလေးရအောင်လည်းမထင်တာ။ဒါပေမဲ့အဲ့ကြားထဲမှာခလေးရဆိုတာပြောလို့ဆိုတာအဲ့လိုပြော။အဲ့တော့ပူဆိုးတာပေါ့နော်။မထင်တဲ့အချိန်မှာခလေးရပူဆိုးတယ်။ အတန်းတော့ရှိတာပေါ့ဖြစ်နိုင်ဘူးပေါ့အာဖြစ်နိုင်ဘူးကရှိနေပရမသူကထင်ဆက်စိတ်ထဲမှာထင်ကျွန်တော်လည်းထင်ဒါပေမဲ့ဩဒါဖြစ်နေကြတယ်ပေါ့ခါတကျသူအဲ့လိုဖြစ်တတ်တာပေါ့နော်အဲ့တော့ is is okay ဆိုကြီးဒီမှာလျှောက်သွားလုံးချင်တိုင်းလျှောက်လုံးမယ်လျှောက်လုံးနေတော့အာကိုဝင်လည်းရပြီသူလည်းဒီအမေရတယ်ခါနေလျှောက်သွားဘာဖြစ်ဦးသွားအဲ့လိုပေါ့သူများဆို3လအောက်တွေပါဆိုလေရင်မစည်းရောက်ပါညာမဟုတ်အဲ့တော့ဝင်ရရလေရင်နဲ့လျှောက်အဲ့လိုလျှောက်အဲ့လိုပါကျွန်တော်ကခီးတော့ကြတယ်ပို့ဆိုဟုတ်ကဲ့ဟုတ်ကဲ့ဒီကဘယ်ဖြစ်သွားရင်ဘယ်လိုလုပ်ပြီးတော့ညလုံးပါခဲ့ရအောင် ဆက်စားခြင်းအမေဖြစ်တော့မယ်ဆိုသိတော့ကနည်းနည်းထိတ်လန့်တော့ထိတ်လန့်နေဆိုမဟုတ်ဟိုအများတန်းကိုကလည်းကိုမိသားစုမှာကိုကလည်းခလေးလှုပ်လာတာပေါ့နော်ကိုယောက်ျားနဲ့ကြောက်လည်းကိုကကိုကိုခလေးလှုပ်လာတာပေါ့နော်အဲ့လိုပေါ့နော်ဆိုတဲ့အခါကျတော့ရုပ်တရက်ကြီးအဲ့လိုမျိုးကိုဖိုက်ထဲမှာခလေးလေးရှိတော့မယ်ဆိုတော့ကိုလူကြီးဖြစ်သွားတော့မယ်ဟိုမိခင်တယောက်ဖြစ်တော့မယ်ဆိုတော့အဲ့အဲ့စိတ်ကြီးဝင်လာတဲ့အခါကျတော့နည်းနည်းကြောက်တယ်ငါမိခင်ဖြစ်ဖို့ထိုက်တန်ပြီလားဆိုတော့စိတ်အဲ့လိုမျိုးလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ ဟိုဘိုက်ထဲမှာဒီကလေးလေးရလေးတစ်ဖြည်းဖြည်းနဲ့ကြီးထွားလာဘိုက်ကလည်းထွက်လာထွက်လာတဲ့အချိန်မှာဟိုဘယ်ရမှမသိတဲ့ energy ရလာတယ်ဗောနော strong ဖြစ်လာတယ်ပို့ပြီးတော့ခံစားဒီကလေးလေးတို့ကငါဘာလုပ်ပေးမလဲဒီကလေးလေးကိုဘလို့လေးပြုစုပြောထောင်မလဲဆိုတော့စိတ်ကပို့ပြီးတော့များလာအဲ့ခါကျတော့ပိုးပြီးပြဿနာရှာခြင်းစိတ်စီများလာအဲ့လိုမျိုးဗောနော်ဒါဟိုလေးဟိုမိခင်တွေမှာကိုယ်တာသမီးကိုဖြစ်စေခြင်းနဲ့စိတ်လေးတွေကအဲ့လိုမျိုးလေးအ မှရှိကြမယ်ထင်တယ်ပေါ့နော်ဆိုတော့ကလေးကိုလည်းကိုကပြုစုပြုထောင်တဲ့အခါမှာရန်လွှမ်းမိုးချုပ်ကိုင်းတာမျိုးကြီးမတော်ဘဲနဲ့သူဖြစ်ချင်တာလေးကိုအလိုက်တင်နေပံ့ပိုးမယ်ပြီးလို့ရှိရင်မိဘကိုတိတက်ရမယ်တိတက်ရမှာတော့မှန်တယ်ဒါပေမဲ့မိဘကျေစုဆက်ကိုဆက်ရမယ်တော့เนาะလှုပ်ကြွေးပြုစုရမယ်ဆိုတော့စိတ်ကို mindset ကိုသူ့ကိုတော့မထည့်ပေးထားဘူးဒါသူတိတက်တာမတိတက်တာတော့သူ့ခန္ဓာဖြစ်သွားမှာပေါ့เนาะဒါပေမဲ့ကလေးလေးကို तू ကဒီလောကကြီးမှာ ကောင်းကျိုးမပြုရင်တော့မဒုက္ခမပေးတဲ့လူလေးကိုချင်းစာသိရှိတဲ့လူလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်စေချင်တယ်လူတော်မဖြစ်ရင်တော့မလူကောင်းဖြစ်လူကောင်းဖြစ်အောင်ပေါ့အဲ့လိုမျိုးလေးပြုစုပြုထောင်ချင်တယ်ကျွန်တော်လည်းတက်ပါဘူး။ဟုတ်ပါဘူး။ကျွန်တော်ပို့လူပဲပို့။အရန်กว่าရထင်တယ်မဟုတ်လား။ဟုတ်တယ်။တေချာပါလို့ပဲ။ဟုတ်တယ်။တေချာပါ။တေချာခေါ်တယ်။မဟုတ်ကိုနဲ့တွေ့မှာဆိုလို့သူကထွက်သွားတာ။ အဲ့ငညာထွက်သွားဟိုတိုက်ဆိုင်မှုပေါ့သူမျိုးမကြောင်းကတော့ကြောင်းပြီးကျွန်တော်မျိုးမကြောင်းတန်းနေတက်ခဲ့တန်းနေထွက်တယ်အဲပြန်ပြီးတော့ကျွန်တော်တခြားကြောင်းကမာယုံနှစ်ကိုပြောင်းတယ်အဲစီစီကြောင်းမှာကျတော့ကျွန်တော်သူ့မလာခဲ့ကျွန်တော်ထွက်တယ်ဟုတ်တယ်မရမရဘူးအလူပါအလူတခုမှာသူများအဲ့တော့အတိအမတရားအလူမှာအင်းအလူသွားဝိုင်းနေထိုင်တိုင်းလေသူอืมตีดาบ่มีเช็คบ่เหรอตีตู้เหรอตีเหรอตัวจนเราน่ะไม่จองซะอะกูบ่ตีจองซะบ่มีอ่ะเหรอ thank you